ဆေးဥစုလောက်ခံပြည်တော်စုရွေးကော်ပွဲကော်မရှင် UEC ကအော်တိုဘာ23မှာနောက်ဆုံးထုတ်ပြန်လိုက်တဲ့အတီးပြုတ်ကိုယ်စားလှယ်လောင်းစင်းတွေမှာဒေါ်သက်သက်ခိုင်ရဲ့အမိလုံးဝမပါဝင်လာတော့ပါဘူး။သူဟာရန်ကုန်တိုင်းရဲ့အဓိကမြို့နယ်ကြီးတွေပါဝင်တဲ့မြို့သားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်နေရာကနေဝင်ရောက်ရှင်းပြိုင်ပွဲလို့ကြေညာထားခဲ့တာဖြစ်ပါတယ်။စီဂျီပလက်ဖောင်းကစစ်ဆေးချက်အရာအဲ့ဒီမဲဆန္ဒနဲ့အတွေ့ထုတ်ပြန်တဲ့စင်းမှာပြည်သူပါတီတာဆာညာ ကျန်းခံရေးပါတီလိုတခြားပါတီတွေရဲ့ကိုယ်စားလှယ်လောင်းတွေပဲပါဝင်ပြီးဒေါ်သက်သက်ခိုင်နဲ့သူ့ရဲ့ PPP ပါတီကိုယ်စားလှယ်လောင်းနာမည်လုံးဝပျောက်ဆုံးနေတာဖြစ်ပါတယ်။အော်တိုဘတ်၁၉ရက်ကစေအိုစုရဲ့ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းကထုတ်ပြန်တဲ့အစည်းအဝေးမှာဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပြီးကိုယ်စားလှယ်လောင်းအတိမတ်ပြုကပ်ပြားရရှိခဲ့ပေမဲ့နောက်ဆုံးထုတ်ပြန်တဲ့စေအိုစုရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ချက်မှာမပါဝင်တော့တာဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်သွားတာပါလဲ။ နိုင်ငံရေးနဲ့စီးပွားရေးမှာတော့သတင်းတစ်ခုအကြီးအကျယ်ပြန့်နှံ့နေပါတယ်အဲ့ဒါကတော့ပြည်တွင်းပုဂ္ဂလိကဗန်တွေမှာကျပ်ဘီလီယံနဲ့ကြီးတဲ့အကျွေးတွေပြန်လဲမပေးဆက်နိုင်သေးတာကြောင့်ဖြစ်တယ်ဆိုတဲ့သတင်းပါပဲရန်ကုန်မြို့က68 resident အင်ယာစီမံကိန်းအတွက်ရပ်ယူခဲ့တဲ့ချင်းွေတွေအပြင်ရွှေဆိုင်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုတွေကြောင့်သူ့ရဲ့အကျွေးဟာကျပ်ဘီလီယံတရာကျော်အထိရှိနိုင်တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးပြည်တွင်းပုဂ္ဂလိကဗန်တစ်ခုကအမည်မဖော်လိုတဲ့အရာရှိကြီးတို့ဦးက သူ့လုပ်ငန်းကြီးတွေကဘန်ချင်းငွေတွေနဲ့လေပတ်နေတာပါအခုသတင်းထွက်နေတဲ့ဘန်ကြီးအပြင်နောက်ထပ်ဘန်တစ်ခုမှလည်းဒီသတင်းတွေထွက်နေတာကြာပါပြီလို့အစီအစဉ်ပြောင်းကိုပြောကြားခဲ့ပါတယ်လက်ရှိရွေးကောက်ပွဲဥပဒေအရတရားရုံးကလူမွဲအဖြစ်ကြီးညာခံထားရသူဟာကိုယ်တိုင်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်မရှိပါဘူးဒေါ်သက်သက်ခိုင်ကိုတရားရုံးကအဲ့ဒီလိုဆုံးဖြတ်ထားခြင်းရှိမရှိကိုတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ တော်တို့စီဂျီပြပောင်းကဒေါ်သက်သက်ခိုင်ကိုအချင်းချင်းတယ်လီဖုန်းနဲ့ဓာတ်ရိုက်ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။ညနေပိုင်းမှာတော့ဥပဒေ၊ဥပဒေအရလိုအပ်ချက်ရှိနေတာကြောင့်ညှိနှိုင်းဖြေရှင်းနေကြောင်းအမည်စင်းပါလာမှာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီဒုက္ခရဖြစ်သူဦးစောဟန်အေးက မီဒီယာတချို့ကိုဖြေကြားထားပါတယ်။